မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာတန်းမားကျဆိုပါတယ်ကျွန်တော်နာမည်နိုင်လင်းပါကျွန်တော်ဒီနေ့ပြိမိက software install ပြုလုပ်တဲ့နေ့လေးကိုမျှဝေပေးခြင်းပါတယ်ခင်ဗျာ အဲကိုကွန်ပျူတာထဲမှာပိတ်မိကာဆော့ဝဲမရှိဘူးဘလို့သွင်းရမှာလည်းမသိဘူးပေါ့နော်ဆိုင်ကိုသွားသွင်းမယ်ဆိုလို့ရှိရင်လည်းအသွားစေးတယ်လာစေးတယ်ပြီးရင်ဟိုပတ်သက်တယ်လည်းအကုန်စေပါရယ်နော်အဲ့တော့ကိုကွန်ပျူတာထဲမှာပိတ်မိကာဆော့ဝဲလေးမရှိဘူးဆိုလို့ရှိရင်ဒီ video သင်ခန်းစာလေးကိုဆောင်းအောင်ကြည့်ပြီးတော့လိုက်ပြီးတော့သွင်းကြည့်လိုက်ပါနော်အကင်းဆော့ဝဲလေးကိုလည်းကျွန်တော်ဒီ video လေးရဲ့အထက်မှာ link လေးနေနဲ့ကျွန်တော်တင်ပေးထားပါမယ်နော်အကင်းဆော့ဝဲလေးကိုလည်းဆော့ဝဲလေးကိုဒေါင်းနော်ဆော့ဝဲလေးကိုကဒေါင်းပြီးသွားရယ်ဆိုလို့ရှိရင် အဲဒီပုံစံတိုင်းလေးတွေ့ရပါလိမ့်မယ်နော် Okay software လေးကို down ပြီးသွားရဲဆိုလို့ရှင်ဒီ page မိက Adobe page မိကဒီ raw ပုံစံမျိုးလေးနေတွေ့ရပါလိမ့်မယ်နော်အဲ့တော့ဒီ raw လေးကို right click ကိုနှိပ်ပြီးတော့ extra here ဆိုတာလေးကို feature ပေးလိုက်ပါနော် extra here ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ Okay ဒါလေးပြည့်သွားခဏစောင့်လိုက်ပါဒီမှာသူကဒီမှာ folder folder တစ်ခုနဲ့ဒီမှာအဲထွက်လာပါလိမ့်မယ်အဲ့တော့ဒီ folder လေးကိုနှိပ်ပေးလိုက်ပါ Okay ကိုကဒီထဲမှာကြောက်သွားရဲဆိုလို့ရှင်ဒီမှာ ဘယ်ဟာကိုကိုက install ပြုလုပ်လို့ပြုလို့မှလည်းမသိအဲမသိတဲ့အခြေအနေလေးရှိပါတယ်အဲ့တော့နောက်မှဆိုလို့ရှိရင်ဒီအဲဒီ type ဆိုတဲ့နေရာကို type ဆိုတဲ့နေရာကိုတွားကြည့်လိုက်ပါနော် type ဆိုတဲ့နေရာမှာနောက်မှဒီ application ဆိုတာလေးဖြစ်နေဖို့လိုပါတယ်နော် type မှာဒီ type ဆိုတဲ့နေရာမှာ application ဆိုတာလေးဖြစ်နေဖို့လိုပါတယ်အဲ့တော့ဒီ application မှာဆိုဒီကောင်လေးကိုဒီဒီ setup .exe ဆိုတာလေးကိုနှစ်ချက်စက်တိုင်းနှိပ်ပေးလိုက်ပါနော်နှစ်ချက်စက်တိုင်းနှိပ်ပေးလိုက်ပါ โอเคตัวဒီမှာဆိုလို့ရှိရင်မှားနိုင်တာเนาะမှားနိုင်တာကဆိုလို့ရှိရင်ตัวဒီမှာလဲ application ရှိတယ်ဒီအပေါ်အပေါ်လေးမှာလဲအပေါ်လေးမှာလဲရှိပါသေးတယ်เนาะအဲ့တော့ကိုကနောက်မှာတိုက်မှာဒီ application ကနှစ်ခုရှိပေမဲ့เนาะချစ်ကိုတွားကြည့်ရမှာကျွန်တော်ကနိုင်တော့မဟုတ်เนาะသူပိတ်မိကနိုင်တကယ်လို့ပါကိုသိမဲ့ software ကနိုင်ပါမလား ဆိုလို့ရှိရင်ဒီပုံလံဒီလိုပုံစံမျိုး stress တော့ရရှိစွာလေးဖြစ်နေဖို့လိုပါတယ်အဲတော့အရင်ဆုံးကြည့်ရမှာ software တွေကို install လုပ်တော့မယ်တွင်းတော့မယ်ဆိုလို့ရှိရင်တော့နောက်မှာ type ကိုသွားကြည့်ပါ type မှာ application ဖြစ်တဲ့ကောင်တွင်းပြရမှာပါတကယ်လို့ type မှာ application တွေ3-4ခုလောက်ရှိနေရဆိုလို့ရှိရင်ရှေ့ကို name တော့မဟုတ် setup တော့ easy ဆိုတာလေးကိုတက်ဆက်သွားကြည့်ပါနော်တကယ်လို့ name ပါရဆိုလို့ရှိရင်လည်း name ပါတဲ့ကောင်တွေကိုနှစ်ချက်စက်တိုင်းနှိပ်ပြီးအနှိပ်ပေးလိုက်ပါတကယ်လို့ name မပါဘူးဆိုလို့ရှိရင်ဒီလိုမျိုး setup တော့ရရှိစွာလေးကိုနှစ်ချက်စတိုင်းနှိပ်ပေးလိုက်ပါနော်။ Okay ဒါဆိုလို့ရှိရင် install ပြုလို့လို့ရပါပြီနော်။ဒါလေးကိုခဏလေးစောင့်ပေးလိုက်မယ်နော်။ Okay ဒါလေးကနှစ်ချက်စတိုင်းနှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီပုံစံ install လေးပြုလို့ပုံလေးကိုခဏလေးစောင့်ပေးလိုက်ပါနော်။ software အတွင်းတွေကတော့အများကြီးရှိပါတယ် software အတွင်းတွေက normal ရှိရယ် normal ရှိမယ် serial ရှိမယ် portable ရှိမယ် crash ရှိမယ်ပေါ့နော် okay အဲဒီနီလန်လေးကတော့ serial နဲ့အတွင်းနဲ့ဆော့ဝဲလေးပါเนาะဒီပိတ်မိကလေးက serial ကိုအသုံးပြုပြီးတော့အတွင်းပေးရပါအဲ့တော့ဒီမှာ serial အသုံးဖို့ဆိုလို့ရှင်ဒီထဲမှာလဲ serial key လေးပါပါရယ်เนาะအဲ့တော့ဒီမှာ serial ဆိုတာလေးရှိပါเนาะဒီမှာဒီ serial ဆိုတာလေးရှိပါတယ်ဒီ serial ဆိုတာလေးကို20ဆက်တိုင်းနှိပ်ပေးလိုက်ပါเนาะ okay ဒီမှာဒီကနန်းလေးကိုထည့်ပေးရမှာเนาะအဲ့တော့ပိတ်မိကလေးကို okay ဒါလေးကိုခဏလေးစောင့်ပေးလိုက်မယ်เนาะ โอเคเอ่อเปลี่ยนตื้นကြည့်ได้มั้ยเนาะဒီဆက်တက်ဆိုတာလေးကို20ဆက်တာနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ပိတ်မိကလေးကို install ပြုလုပ်နေပါလိမ့်မယ်เนาะဒါလေးကကွန်ပျူတာတစ်လုံးနဲ့တစ်လုံးတော့မတူเนาะတစ်ချက်ကွန်ပျူတာကြတော့လည်းမြန်တယ်တစ်ချက်ကွန်ပျူတာကြတော့လည်းကြာတယ်ပေါ့เนาะဒါလေးကတော့ခဏလေးတော့စောင့်ပေးရအောင်နော် โอเคဒါလေးကနည်းနည်းလေးကြာရနော်โอเคဒါလေးကိုခဏလေးစောင့်ပေးလိုက်မယ်เนาะဒါလေးကဟိုတချို့ဆက်ကြောက်လည်းမြန်ပါတယ်တချို့ဆက်တချို့ဆက်တွေကြောက်လည်းကြာလေးတော့ရှိတယ် โอเคအဲဒါဆိုလို့ရှိရင်ဒီမှာတော့ခဏလေးစောင့်ပေးရအောင်နော်ခဏလေးစောင့်ပေးရအောင်စောင့်ပေးပြီးတော့ဆိုလို့ရှိရင်ဒီလိုမျိုးပေါ်လာဆိုလို့ရှိရင် name ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင် name နော် name ပြီးလို့ရှိရင် name ဆိုတာလေးကို name အဆက်ဆိုတာလေးကိုနှိပ်ပေးနော်အဆက်โอเคဒီမှာဆိုလည်းဒီမှာ name ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော်โอเคဒီမှာဆိုလို့ရှိရင်အဓိကဒီနေရာတွေမှာဖြစ်ရမှာပါเนาะအဲ့တော့โอเคဒီမှာဆိုလို့ရှိရင်အပေါ်မှာ ကိုကိုရဲ့လုပ်ငန်းဆိုလို့ရှိရင်ကိုလုပ်ငန်းတော့မှာဆိုလို့ရှိရင်လည်းဒီအေး business ဆိုတာလေးကိုရွေးထားပါဒီမှာကိုယ့်ရဲ့ပေါ့နော်ကို့မှာကိုယ့်ရဲ့ဒီလုပ်ငန်းနံပါတ်လေးရှိရဆိုလို့ရှိရင်လည်းလုပ်ငန်းနံပါတ်လေးရေးပြလို့ရတယ်နော်ဒီမှာဆိုလို့ရှိရင်ကိုယ်က first name ဆိုလို့ရှိရင်အကိုရေးချင်တဲ့ဒီမှာနံပါတ်လေးရေးပြလို့ရပါတယ် okay ဒီနေရာမှာ serial number မှာဆိုလို့ရှိရင်အစွမ်းအတော်ကျွန်တော်တို့ serial number လေးကို ဖွင့်ခဲ့ရရှိတယ်နော် IC ရဲ့နံပါတ်လေးကိုအလွယ်တကူဆုံးဒါလေးကိုခဏအောက်ရှာပြီးတော့လဲကဏန်းလေးရင်ရိုက်ရိုက်ပြီးတော့တွားထည့်လို့ရတယ်နော် Okay ဒီမှာကိုယ်ရှိရကဏန်းလေးကိုရှိရကဏန်းလေးကိုမှတ်ထားပြီးတော့နောက်ကကဏန်းလေးကို copy ကုလိုက်ပါနော် control c copy နဲ့လိုက်ရှိရ139939ပါနော်အဲ့တော့ဒီမှာ serial number မှာ139939နောက်မှာ control ရဲ့ v ရဲ့နှိပ်နှိပ်ပေးလိုက်ပါနော် copy ကုထားရှိတော့ပါ okay ဒါလေးကိုခဏအောက်ရှာလိုက် ပြီးရင်ဒီမှာဒါလေးကိုဆက်လက်လေးမှတ်လိုက်နော်ဟာ2998နော်2998ရှိပါတယ်အဲ့တော့2998ပါဒီမှာ2998ပြီးရင် control v ကိုနှိပ်ပါနော်ဒီမှာနောက်တစ်ခုက9545 9545ရဲ့ရှိရကြတော့9388ဆိုတာလေးပါနော်โอเคဒီလိုမျိုးအပရိုဂရမ်တစ်ခုနဲ့တစ်ခုသွားကျင်တယ်ဆိုလို့ရှိရင် order ရဲ့တက်ကီးလေးရဲ့နဲ့တွဲပြီးတော့နှိပ်လို့ရရယ်เนาะရှေ့မှာ ၅လေး၅နောက်ကမှာကျတော့ copy sorry 800 800ကအမှနေနော်800လေးကိုတစ်ချက်ပြန်ကြည့်လိုက်မယ်800လေးက3388ပါနော် okay 800ကဒီမှာ3388ပြီးလို့ရှိရင်ဒီမှာ next ဆိုတာလေးကိုနှိပ်ပြလိုက်နော် okay ပြီးရင် yes ဆိုတာလေးနှိပ်လိုက်ပါ okay ဒါဆိုလို့ရှိရင် install ပြုလုပ်နေပါပြီနော် okay ဒီမှာဆိုလို့ရှိရင် အဲဒီဒီဒါတွေကိုပေါ့နော်အကုန်လုံးကိုအမှန်လေးအမှန်လေးရှင်းပေးလိုက်နော်အမှန်ရှင်းပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒီပုံတွေတွေ provide နေပါတယ်ထက်မယ်ဆိုလို့ရှိရင်ဒါတွေအကုန်လုံးထက်လို့ရရယ်နော်အဲ့တော့ next ဆိုတာလေးကို next okay ဒါလေးကိုခဏလေးစောင့်ပေးလိုက်နော် okay သူကဒီမှာတရားရခိုင်နှုန်းထိပြည့်သွားမယ်ဆိုလို့ရှိရင်ဒါပိတ်မိကလေးကိုကိုယ့်ကွန်ပျူတာမှာ install ပြုလို့လုပ်ပြီးသွားပါပြီနော် okay ကိုယ့်ကွန်ပျူတာမှာတကယ်လို့ပိတ်မိက software လေးမရှိသေးဘူးဆိုလို့ရှိရင်လေဒီ video လေးကို လိုက်ကြည့်ပြီးတော့ဒီ video လေးတိုင်းထည့်လိုက်မယ်ဆိုလို့ရှိရင်ငါကိုလည်းပိတ်မိကဆော့ဝဲလေးကိုအတွင်းတက်သွားပါလိမ့်မယ်နော် Okay ဒါဒီဒါလေးကိုတရားရာဂိုင်းတော့ဒီစောင့်ပေးလိုက်မယ်ဆိုလို့ရှိရင်ပိတ်မိကဆော့ဝဲလေးကို install ပြီးတော့လုပ်ပြီးသွားပါပြီနော် အာဒီပိတ်မီကာဆော့ဝဲလေးရာကျွန်တော်တို့အပြင်မှာဆိုလို့ရှိရင်မိတူဆိုင်နေမှာအဲဆိုင်နေမှာဆိုလို့ရှိရင်အပြင်လုပ်ငန်းတွေမှာဆိုလို့ရှိရင် ပိတ်မီကာဆော့ဝဲလေးရာအရန်အသုံးဝင်ပါတယ်စာရေးစာရိုက်တွေအကုန်လုံးလို့ရတယ်ဖိတ်စာတွေလည်းသုံးတယ်ဖိတ်စာအဲဖိတ်စာတွေပြီးလို့ရှိရင်ဂွန်ပြုတ်ကတ်တွေပေါ့နော်အပြင်မှာဆိုလို့ရှိရင်ပိတ်မီကာဆော့ဝဲလေးရာအရန်အသုံးဝင်ပါတယ် လိမ့်စာကတ်တွေလုံးလို့ရရင်နိမ့်ကတ်တွေလုံးလို့ရရင်အများကြီးပါပဲเนาะပိတ်မိတ်က software လေးကိုအသုံးချတတ်မယ်ဆိုလို့ရှိရင်အများကြီးအသုံးချလုံးလို့ရပါတယ်โอเคဒါဆိုလို့ရှင်တရားရဂိုင်တို့တွေဆိုလို့ရှင်ပေးမိကာဆော့ဝဲလေးရပြီးသွားပါပြီเนาะသူကโอเคဆိုတာလေးကိုနှိပ်ပေးလိုက်ဖိနစ်ဆိုတာလေးကိုနှိပ်ပေးလိုက်เนาะโอเคအပင် next next sorry โอเคโอเคဒီမှာเนาะအစွမ်းနာတော့ကဒါအစွမ်းနာတော့ဒီဟို finish ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်ရည်เนาะ finish ဆိုတာလေးကိုနှိပ်နှိပ်ပေးလိုက်ရည်ကျွန်တော်ကဒါနှိပ်ကိုနှိပ်ကိုဆက်ပြီးတော့နှိပ်ရလို့ပုံစံမျိုးလေးလာပေါ်လာเนาะအဲ့တော့ဒီ paymaker software လေးကိုဒီမှာ install လုပ်လို့ပြီးသွားပါပြီเนาะဒီမှာလည်းရိုက်ပြီးတော့စာကြည့်လိုက်မယ်ဆိုလို့ရှိရင် paymaker လို့တွေ့ရပါလိမ့်မယ်เนาะ paymaker Adobe เนาะ Adobe A D O B E အဲ Adobe paymaker โอเคဒီမှာအဲပိတ်ပင်က software လေးဒီမှာတွေ့ရပါလိမ့်မယ်เนาะဒီ software လေးကိုအဲ desktop ပေါ်တင်ကျင်တယ်ဆိုလို့ရှိရင်အလွယ်တကူတင်လို့ရပါတယ် right ဒီမှာ right click ကိုနှိပ်ပြီးတော့ဒီမှာ open file location ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါเนาะပြီးရင်သူကဒီမှာဒါလေးကိုအဲအပြင်ကိုတင်ကျင်တယ်ဆိုလို့ရှိရင် right click ကိုနှိပ် send to desktop ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ send to desktop โอเคဒီမှာ အဲဆိုလို့ရှိရင်ပိတ်မီကာ software လေးရည်ဒီအဲ desktop ပေါ်မှာရောက်လာပါလိမ့်မယ်နော် software လေးကိုနှစ်ချက်စက်တိုင်းနှိပ်ပြီးတော့ဖွင့်လိုက်ပါ Okay ဒါဆိုလို့ရှိရင်ပိပိကာ software လေးကိုအလွယ်တကူ install ပြုလုပ်လို့ပြီးသွားပြီနော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ video သင်ခန်းစာလေးရမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါရခင်ဗျာအားလုံးအဆင်ပြေပါစေခင်ဗျာ